နောက်ထပ်ချက်သုံးသိန်းဝန်းကျင် ဖုန်းတစ်လုံးကတော့ Realme Note 60X ဖြစ်ပါတယ်။ဒီဖုန်းကိုဈေးကွက်အတွင်းမှာစတင်မိတ်ဆက်ခဲ့တဲ့အချိန်ကတော့2024ခုနှစ်ဒီဇင်ဘာ9ရက်နေ့ဖြစ်ပါတယ်။အဲ့ဒီနေ့မှာပဲဈေးကွက်အတွင်းမှာရောင်းချခဲ့တာဖြစ်ပါတယ်။ဒီဖုန်းရဲ့ body အရွယ်အစားကတော့အလျာ6.5ကုလက်မအနံ3.3ညက်လက်မနဲ့အထူးကတော့3.3လက်မဖြစ်ပါလေ။လေးချိန်အပြင်180ခွန်ဂရန်ရှိပြီး nano sim card နှစ်ကပ်ကိုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါလေ။ဒီဖုန်းကဖုန်နဲ့ရေဒီယိုရဲ့ဓာတ်ကိုလည်းခန့်နိုင်ရင်ရှိတယ်လို့သိရပါဗျ။ ူ့ရဲ့ display အမျိုးအစားကတော့ IPS LCD display အမျိုးအစားဖြစ်ပါတယ်။ display ရဲ့ကန့်လန့်ပြတ်အရွယ်အစားကတော့6.4လက်မဖြစ်ပါတယ်။ resolution ကတော့920:1600 pixel ဖြစ်ပြီးအချိုးအစားကတော့20အချိုး9ဖြစ်ပါတယ်။ display ကိုကာကွယ်ပေးထားတဲ့အမှန်သားမျက်နှာပြင်ကတော့ reinforced glass အမျိုးအစားဖြစ်ပါတယ်။သူ့ရဲ့ operating system ကတော့ Android 14ဖြစ်ပါတယ်။ chipset ကတော့ Unisoc Tiger T612 12 nanometer ဖြစ်ပါတယ်။ central processing unit ကတော့ octa-core အမျိုးအစားဖြစ်ပါတယ်။ graphic ကတော့ Mali G57 ဖြစ်ပါတယ်ဒီဖုန်းမှာ micro SD card ထည့်သွင်းအသုံးပြုလို့ရတဲ့ slot ပါဝင်ပါတယ်ဒီဖုန်းရဲ့ internal storage ကို 64GB နဲ့ 128GB ရဲ့လို့နှစ်မျိုးနှစ်စားရွေးချယ်နိုင်မှာဖြစ်ပြီး RAM ကိုလည်း 3GB နဲ့ 4GB ရဲ့လို့နှစ်မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်ဒီဖုန်းရဲ့ main camera ကတော့8 megapixel ရှိပါတယ်။ LED flash, panorama အစရှိတဲ့ function တွေကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီ main camera နဲ့ video ရိုက်ကူးမယ်ဆိုရင်အမြင့်ဆုံးထားနိုင်တဲ့ setting ကတော့ 1080p 30 frame per second ဖြစ်ပါတယ်။ selfie camera ကတော့5 megapixel ဖြစ်ပါတယ်။ selfie camera နဲ့ video ရိုက်ကူးမယ်ဆိုရင်920 pixel 30 frame per second setting အထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ကြည်လင်ပြတ်သားတဲ့ speaker ပါဝင်ပြီး3.5 mm audio jack လည်းပါဝင်မှာဖြစ်ပါတယ်။ Wi-Fi, Bluetooth, GPS, FM radio အစရှိတဲ့ယနေ့ခေတ် smartphone တွေရဲ့လိုအပ်ချက်တွေအားလုံးပါဝင်မှာဖြစ်ပါတယ်။ဒီဖုန်းရဲ့ main connection အပေါက်ကတော့ USB Type-C 2.0ဖြစ်ပါတယ်။ဒီဖုန်းမှာတက်ဆင်ထားတဲ့ battery ရဲ့ capacity ကတော့5000 mAh ဖြစ်ပါတယ်။ ထည့်သွင်းပေးထားတဲ့ဝိုင်ယာချာဂျာကတော့10 watt ဝိုင်ယာချာဂျာဖြစ်ပါတယ်။အရောင်ကတော့အစိမ်းရောင်နဲ့အမဲရောင်နှစ်မျိုးကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ဒီဖုန်းကိုဈေးကွက်အတွင်းမှာဝယ်ယူရရှိနိုင်မဲ့ဈေးကတော့ကျပ်ငွေ3သိန်းခွဲဝန်းကျင်ဖြစ်ပါတယ်။နောက်ထပ်ကျပ်3သိန်းဝန်းကျင် ဖုန်းတစ်လုံးအကြောင်းကိုမနေ့ဖြန်ဒီအချိန်မှာပဲဆက်လက်ဖော်ပြမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပါ။